တိုင်းတရာကအတော်ကြီးဒေါ်ရခိုင်မကိုလူရန်ကြပြန်ပြီမင်္ဂလာပါ အော်ဒီယိုဘိုင်းစောင်းနိုင်ငံကိုကြိုဆိုပါရစေတက္ကမတော့ပြီးခဲ့တဲ့ဂျပန်ကဖြစ်ပွားခဲ့တဲ့တိုင်းတရာဖြစ်စဉ်မှာအတော်ကြီးဒေါ်ရခိုင်မကိုသွားရောက်လူရန်ပေးသူ၃ဦးရဲ့ဗီဒီယိုလေးကိုတင်ပြပေးမှာပါပထမဆုံးဗီဒီယိုကတော့မတ်တိန်ဆိုတဲ့အထယ်ဆိုင်ပိုင်ရှင်တယောက်ကသွားရောက်လူရန်ချင်းဖြစ်ပါတယ်ဒုတိယကတော့ဦးဟာချစ်တက်တယ်တော့ဆိုတဲ့ TikTok အကောင့်ပိုင်ရှင်က သွားရောက်လူရမ်းမှုပုံရိပ်ပဲဖြစ်ပါတယ်။နောက်ဆုံးမှာတော့ရွှေပြည်သားကိုကြီးရဲ့သွားရောက်လူရမ်းမှုပုံရိပ်များဖြစ်ပါတယ်။ဒီတိုင်းသားရဖြစ်စဉ်မှာအမှုကိုတော့နှစ်ဖက်စလုံးက JAB အမှုပိတ်လိုက်ပြီလို့သိရပါတယ်။တိုင်းသားရကဗိုလ်ချုပ်လမ်းမှာ Twitter သူအထည်ဆိုင်နဲ့ပြန်လည်ဖွင့်လှစ်နေပြီဖြစ်ကြောင်းသိရပါတယ်။ဒေတော်ကြီးကိုလူကျင်ကြသူတွေလည်းလူကြပါစေ။ဆိုင်ရှင်ကိုတနာလို့ဆိုင်ရှင်ကိုအားပေးကျင်ကြသူများလည်း ွားရောက်ပြီးတော့အားပေးနိုင်ပြီဖြစ်ပါကြောင်းသတင်းကောင်းပါလိုက်ပါတယ်။အခုဗီဒီယိုတွေကျွန်တော်မြန်မြန်လေးတင်ဆက်ပေးမှဖြစ်ပါတယ်။ပြီးဆုံးအောင်ကြည့်ရှုနားဆင်ပေးကြပါအောင်ခင်ဗျာ။ တိုင်းသားရမှာပြဿနာဖြစ်သွားတဲ့ NDA နဲ့ကလေးသားမိစီကိုမသိမ့်လို့ဒီနေ့ရောက်ခဲ့ပါတယ်။ရောက်ခဲ့တဲ့အကြောင်းအရာပါလဲဆိုပြီးခဲ့တဲ့ရက်ကမသိမ့်ရပါတော့။ကလေးနဲ့ပတ်သက်ပြီးစိတ်မကောင်းလို့ဆိုပြီးမသိမ့်အဲ့လိုမျိုးတွေတင်ထားလိရှိပါတယ်။အဲ့ဒါကိုမသိမ့်ရဲ့အကောင့်ထဲမှာရှိတဲ့လူတွေကနေကူညီချင်တယ်ပေါ့နော်။သူတို့ကူညီပေးပါဆိုလို့ကျွန်မအဲ့ဒါလေးကိုကူညီပေးတာလည်းပါတယ်။နောက်တစ်ခုက Star Hammer ရဲ့ agency ကကိုဂျွန်လွန်ရနေပြီးတော့ဒီကိစ္စလေးကိုလည်းသူကတွေ့တဲ့အခါကျတော့ပေါ့နော်။သူကတခိုးအားပေးတာမျိုးလုံးဝမဟုတ်ဘဲနဲ့မသိမ့်ရဒီသားမိနဲ့ဒီဖွားကြီးစီကိုသွားပေးပါ။အကိုစကားလေးပြောကြည့်ချင်ပါတယ်ဆိုပြီးပြောတယ်။အဲ့နဲ့ပဲမသိမ့်ရနေပြီးတော့အဲ့ဒီ NDA တွေစီကိုတည့်ရသွားပြီးတော့ကိုဂျွန်လွန်နဲ့စကားပေးပြောပါတယ်။ပြောတဲ့အချိန်မှာ အဲ့ NDD ကကြတော့ဒီပစ္စည်းကိုသူယူလိုက်မိတဲ့အတွက်ပေါ့နော်သူနောက်လာလဲရတယ်နောက်တစ်ခါလဲအဲ့လိုမျိုးထပ်မဖြစ်ချင်ဘူးပေါ့နော်နောက်လည်းဒီလိုမျိုးတွေလည်းထပ်ပြီးတော့မခိုးတော့ပါဘူးဆိုပြီးပြောတယ်ပြီးတော့အခုလောလောဆယ်အကျွေးဘလောက်ရှိလဲလို့မေးတဲ့အချိန်မှာအဖွားကြီးကကြတော့၈သိန်းကျွေးဆက်ရပါမယ်ကလေးမေကကြတော့၅သိန်းကျွေးဆက်ရပါမယ်လို့ပြောပါတယ်အဲ့တော့ကိုကျော်လင်းဖြစ်စေချင်တဲ့ပုံစံမျိုးကကြတော့ဘာလဲဆိုတော့ तू လဲကိုကျော်လင်းကကြတော့လဲသူ့ရဲ့တူဦးတဲ့သူ့ရဲ့ချွေးနေစားနဲ့ तू ကလှူလာဖြစ်ပါတယ်အဲ့တော့ तू ကကြတော့ဒီအဖွားကြီးကိုပေါ့နော်နောက်တစ်ခါ तू များပြည့်စည်မယူဘဲနဲ့ စီးပွားရေးလေးတစ်ခုခုပေါ့နော်ဘယ်လိုလေးအဆင်ပြေမလဲဆိုတာလေးမေးကြည့်တော့ပိုက်ရရင်တော့ကျတော့ဈေးရောက်မှုတယ်ပေါ့နော်ဖရဲသီးတွေမားတွေကြက်သားတွေရောက်မှုတဲ့ခါကျတော့သူဈေးပြန်ရောက်နေတယ်လို့ပြောပါတယ်နောက်တစ်ခါလည်းအလုပ်ရှိတယ်ဆိုလို့ရှိရင်ဒီလိုမျိုးတွေထပ်ပြီးမလုပ်တော့ပါဘူးအခုတခုတစ်ခါလည်းကြံ့ရမရပဲနဲ့လုံးမိသွားတာဖြစ်တဲ့အတွက်သူလည်းတော်တော်နောက်ရရပါလို့ပြောအဲ့တော့ကိုကျော်လည်းကနေပြီးတော့ကဲဟုတ်ပြီအဲ့ဒါဆိုလို့ရှိရင်အကျွေးသမားတွေစီကိုမတင်ရပဲဥဆောင်ပြီးတော့ပေါ့နော်အဲကူညီပေးလိုက်ပါအကျွေးသမားတွေကိုအကျွေးသွားဆက်ပေးလိုက်ပါအဖွားကြီးတို့၈သိန်းကောင်မလေးတို့ကကျတော့၅သိန်းပေါ့နော်ကျန်တဲ့၇သိန်း၇သိန်းကိုကျတော့ဒီအဖွားကြီးကိုပေါ့နော်ဈေးရင်းဖို့အတွက်ပေးလိုက်ပါဆိုပြီးတော့ကျမကိုအကူညီတော့ကျမအနေကြားထဲကနေပြီးတော့သွားပြီးကူညီပေးပြတာဖြစ်ပါတယ်ပြီးတော့နောက်တစ်ခုကျ မရဲ့ကိစ္စကကြတော့ကျမကအစရိယာကလေးအတွက်ကိုအဲမိခင်စိတ်နဲ့ပေါ့နော်စာနာတနာတော့အဖြစ်ကျမကကလေးကိစ္စကိုပဲလုပ်ပေးတာဖြစ်တဲ့အတွက်ကျမကကြတော့တခြားလူတဲ့လူတွေရောကျမရဲ့ပတ်စံအောင်ပေါ့နော်အဲ့ဒါအတွက်ကိုကလေးအတွက်ကိုလိုအပ်မယ်ထင်တယ်ကျမလည်းကလေးမေဆိုတော့ဆေးဝါးတွေအားစေးတွေပါရာစီတမောတခြားအစုံပေါ့နော်အဲ့ဒါတွေပြီးတော့အားဖြည့်ရဲ့အစားအသောက်တွေပြီးတော့နောက်ထပ်မုတ်တွေဓာတ်ပါတွေတခြားကလေးအတွက်လိုအပ်တဲ့ accessory တွေအကုန်လုံးရဲ့ရေချိုးစပြာဘာညာစသဖြင့်အဲ့ဒါတွေပေါ့နော်ငွေသားကတော့ငွေသားတစ်ဝက်အဲဒီဟိုဟာပစ္စည်းတစ်ဝက်ပေါ့နော်အဲ့လိုမျိုးလေးကလေးသားမိအတွက်ကူညီပေးဖြစ်ပါတယ် နောက်တစ်ခုကကျမတို့ဒီအခုလိုမျိုးကုညီတဲ့နေရာမှာလက်လွတ်စပယ်လိုင်းပေါ်မှာနာမည်ကြီးနေလို့ငါလည်းနာမည်ကြီးရမယ်ဆိုတဲ့စိတ်မျိုးနဲ့လုံးဝမဟုတ်ပါဘူးเนาะလောက်တာမျိုးလုံးဝမဟုတ်ပါဘူးကျမတို့ဒီအဲ့မှာတိုင်ခင်တရက်ကရက်ွက်ထဲမှာအကုန်လုံးစုံစမ်းပြီးပါပြီရက်ွက်မှာတာဝန်ရှိတဲ့လူတွေရောတခြားရက်ွက်ထဲကလူတွေရောစိုက်တွဲသမားတွေရောအကုန်လုံးစုံစမ်းပြီးမှဒီအဖွားကြီးဒီကလေးကိုငှားစားတဲ့ဟာလည်းမဟုတ်တလို့ဒီကလေးဒီသူငငယ်လေးတွေကထိန်လာတဲ့ကလေးဖြစ်ပါတယ်အမျိုးဆက်မယ်ဆိုရင်တော့မြည်တော့ပါတယ်เนาะအဲ့လိုမျိုးသူ့လက်ပေါ်မှာကြီးလာတဲ့ကလေးဖြစ်တဲ့အတွက်သူကနေပြီးတော့အဲ့နေရာလေအဲ့ကလေးကိုခေါ်သွားပြစ်တာပြီးတော့နောက်တစ်ခုကလာကုန်ကန်ကြီးလည်းဖြစ်တော့သူ့ရဲ့အကျွေးတွေကအများကြီးပေးရမှာပေးရမှာဖြစ်တယ်ဆိုတော့ကြံရမရပဲနဲ့ဒီကိစ္စလေးကိုလုံးပြီးလို့အဲ့လိုမျိုးလေးဖြစ်သွားတာပေါ့เนาะနောက်တစ် ခုကတော့ကျမတို့ကကျတော့ကလေးကိုပဲကြည်တာဖြစ်တယ်တို့အဲ့ဒီကကလေးကကျတော့ငယ်လဲငယ်သေးတယ်စကားလည်းမပြောတတ်ဘူးပြီးတော့ဒီလိုဖြစ်တဲ့ကိစ္စမှာအဖွားကြီးကြောက်ထဲဖြစ်နေအောင်ကျမတို့ကအဲ့လိုဖြစ်ချင်မှဖြစ်မှာပေါ့နော်ကလေးလေးကမျက်စိတငယ်နားတငယ်နဲ့နေပူလဲလက်ထုတ်ခံရတယ်ကျိုးလဲတုတ်ခံရတယ်ပြီးတော့အတွန်းလဲခံရတယ်အဲ့လိုမျိုးတွေဖြစ်တဲ့အကြောင်းမလို့ကျမတို့ကစာနာစိတ်နဲ့ဒီကလေးကြောင့်ပဲကျမကအဲ့လိုမျိုးလေးစိတ်ကလေးဖြစ်သွားတာပေါ့နော်ဒီနေရာမှာပြောကြပါလိမ့်မယ်အဲ့ကလေးတယောက်ပဲအသက်ရှိတာမဟုတ်ဘူးတခြားအဲ့လိုကားလမ်းမတွေမှာတောင်းနေတဲ့ကလေးတွေပါညာဆိုတာအဲ့ဒါတွေကကျတော့တာဝန်ရှိတဲ့လူတွေကနေပြီးတော့ဆက်ပြီးလုပ်ပါလိမ့်မယ်အခုခေတ်မှာဆိုလို့ရှိရင်ကလေးငားနေတဲ့အဲကိစ္စတွေလည်းရှိသလိုဒီလိုမျိုးအဲကလေးတွေကိုခိုင်းစားတဲ့လူတွေအများကြီးရှိပါတယ်အဲ့လိုကိစ္စမျိုးတကယ်ကို အမှန်ကန်တဲ့ကိစ္စမျိုးတွေဆိုလို့ရှိရင်တော့တောင်းဝင်ရှိတဲ့လူတွေဆက်လုပ်ဖို့အတွက်လည်းကျွန်မတောင်းဆိုချင်ပါတယ်နော်အခုကိစ္စကကျတော့ကျွန်မတို့ကမြင်တွေ့ရတာကျတော့ဒီလို social media ပေါ်မှာအကျယ်တဝင်းဖြစ်သွားတဲ့အတွက်ကိုကျွန်မတို့ကဒီကလေးကိုပဲ focus ထားပြီးတော့ဒီကလေးကပဲလက်ရှိမှာအဲ့လိုမျိုးလင်းနေတာလည်းသူအဖြစ်ဖြစ်ရတာဖြစ်တဲ့အတွက်ကျွန်မတို့ကကလေးကိုဦးစားပေးပြီးတော့အဲကူညီပေးတာပေါ့နော်ပြီးတော့အဲ့ဒီနေရာမှာပေါ့နော်မိသားစုတိုင်းမှာတော့ရှိပါတယ်အဲညီကောင်မောင်တို့မတွေကိုကိုရဲ့ဆွေမျိုးတွေကကလေးတူတူတယောက်သာဆိုလို့ရှိရင်ရောအကုန်လုံးကစာနာနားနားလည်ပေးနိုင်တော့လောက်ကြမှာပါနော် ပြီးတော့ဒီလိုမျိုးတွေကုညီတယ်ဆိုတာလည်းကျမတို့ကတခိုးတရိုးကန်တာမဟုတ်ပါဘူးအစတည်းကတခိုးကတော့တခိုးအပြစ်ကိုတခိုးခံရမှာပါဆိုင်ရှင်ကလည်းသူလုံးမိတာဖြစ်တဲ့အတွက်သူ့ရဲ့ကိစ္စကိုသူဖြေရှင်းရမှာပါအဲ့တော့ကျမတို့ကတော့ဈားထဲကနေပြီးတော့အဆင်ပြေအောင်မျိုးလေးပေါ့နော် အဲ့တော့ကျမတို့အခုဖြစ်သွားတဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့ဗောနောတင်ကန်းစာတစ်ခုရလိုက်တယ်အဲ့ဒါပါလဲဆိုလူတွေကပြောကြတယ်ဗောနောအဲ့လိုမျိုးတခိုးကိုယ်တိုင်ကလေးပါလို့ရှိရင်ခိုးလို့ရကြီးအလိုငွေတွေရကြီးဆိုလူတိုင်းကတခိုးတွေဖြစ်ကုန်မှာပေါ့လို့ပြောတဲ့လူတွေအများကြီးရှိပါတယ်အဲ့ဒါကိုဘယ်လိုဘာပြောချင်လဲဆိုလေလူတွေကဖြည့်ရှင်းပုံဖြည့်ရှင်းနေမှားလို့ဒီကိစ္စအဲ့လိုဖြစ်သွားတာတိလားအစတည်းကလေခိုးရင်ခိုးတဲ့အလျောက်တက်ဆိုင်ရာတာဝန်ရှိတဲ့လူတွေရှိပြီးသားရဲလက်ကိုအပ်လိုက်လို့ရှိရင်ဒီကိစ္စအဲ့လောက်ကြီးကြီးဖြစ်သွားမှာမဟုတ်ဘူးလူတွေရောအခုပြဿနာဖြစ်ပြီးွားတယ်နောက်ပိုင်းမှာနောက်ထပ်လာခိုးရင်ရောအဲ့လိုမျိုးရိုင်းနှက်ဆုံးမအောင်မယ်လို့ထင်လို့လားအကုန်လုံးကတက်ဆိုင်ရာရဲစခန်းကိုပို့ကြမယ်လူတွေကြီးပဲနော်အခုဖြစ်သွားတဲ့ကိစ္စကလေခလေးကိုရိုင်းနှက် လူမဆန်စွာလှုပ်လို့အခုလောက်ထိဖြစ်သွားတာပါပြီးတော့အခုနောက်ပိုင်းအဲ့လိုခလေးကိုချီပြီးလိုက်ခိုးမယ်လို့ပြောတယ်ပြောလို့ရှိရင်အဲ့ဒီလိုက်ခိုးတဲ့လူတိုင်းကရောအယိုက်ခံရမှာမဟုတ်လို့လား လူတိုင်းရောလူမဆန်ဆန်လောက်ကြမှာမဟုတ်လို့လားအဲ့တော့ဒီပြဒီဖြစ်စဉ်ပြဿနာမှာကိုဘက်ကကြည့်တော့လက်ဖမိုးသူဘက်ကကြည့်တော့လက်ဖွားနော်နှစ်ဖက်စလုံးကဒီလိုပဲအပြန်အလှန်မျှပြီးတွေးကြတဲ့လူတွေပဲအဲ့တော့ဖြစ်စဉ်အစအဆုံးကိုကြည့်ပါဘလို့ကြောင့်ဘလို့ဖြစ်တာလဲဥပဒဏ်ကြောင့်ဥပဒေဖြစ်တဲ့အကြောင်းကြောင့်အကျိုးဖြစ်တဲ့ဒါကလေးရဲ့အမေရင်နော်ကလေးအမေရင်ကဘာလို့တော့မမေးတာလဲဆိုတော့ကလေးအမေရင်ကျွန်တော်မေးပြီနော်အမကဒီအဖွားကဒီလေးလေးကိုသူကဖြစ်နေတာမဟုတ်လားမလို့မရဘူးငငယ်လေးရတယ်ကျွန်တော်တွေးတာတွေးတာငငယ်လေးရတယ်နော်ဒီအဖွားကဒီလိုလုပ်တယ်ဆိုတာကိုဒီကလေးကိုကပါကြည့်တယ်ဆိုတာအမလက်ခံတယ် တာမကြီးတော့မဟုတ်တယ်ဘူးနော်သူတကယ်စိတ်ကဘာမှလက်ခံတယ်ဒီဘွားကြီးအရင်ကြီးရတော့မှစိတ်ကြလိုက်ကြဒီအဘွားကြီးကိုဒီအဘွားကြီးတော့ဟုတ်ပါဘူးအဘွားကိုပေါ့နော်ဒီဘွားကြီးအရင်ကြီးတော့ဒီမှာသူဒီအမီကိုချက်ချောင်းအာမခံရလားဘာမှမသိတဲ့သူကအဲဒီမှာတချို့ကလောကမလို့နေနိုင်ငံရမှနေပြီးတော့နှမ်းပြီးတော့သူတို့အထင်မြင်နေတဲ့နှမ်းပြီးပဋိညာရှိတယ်ဒီတယောက်ကိုထိုးချတာပေါ့နော်ထိုးချတယ်ဆိုတော့ဒါတပြိညာမဟုတ်ဘူးလားဒီလူတယောက်ကိုအခွင့်အရေးမပေးချင်တာဒါကိုလူတိုင်းတွေဒီလူတယောက်ကိုလူတိုင်းတွေဒီလူတယောက်ကအခွင့်အရေးပေးမလားသူကဗုဒ္ဓဘာသာကြောင့်လည်းသူကထိုင်တဲ့ကိုမသိလားကျွန်တော်တို့မှာကဲဒီဝေးရှိတယ် အခုရေးပေးမရှိတယ်အမအကိုပြင်သိမ်းဖို့ပြင်သိမ်းဖို့ပေးရမယ်အခုကတနာတယ်ပြင်သိမ်းဖို့ပေးဖို့ဒါလေးလုံးရင်းရထုတ်ပြတာနော်အဲ့ဒါလေးရှိတယ်နောက်ပြီးတော့ရှိသေးတယ်ဟိုထိုင်ကုန်ကြီးပေါ်မှာဘာမှမဟုတ်တဲ့မိမကြီးကထိုင်ကုန်မှာဆွဲလို့တည်နေတာတော့တည်နေတယ်ထိုင်ပြီးတော့မလဲနေတာကတော့အားပြရလို့ပါသူဒီလားလေးကိုရောက်ဘူးလားလို့ပြနေတယ်မရောက်ဘူးဒီရောက်မှမသိဘူးလားတော့တော့မတော့သားဘူးလိုင်းပေါ်မှာမြင်တာကိုချက်ဘူးလို့ချက်ဘူးချက်လို့ရတယ်နော်အဲ့တော့ကျွန်တော်တို့ကမခံနိုင်ဘူးဒီရောက်ရောက်ရကြီးပေါ်ဒီကိုယ်ကအမှန်တည်းကတော့ဘာကွက်ပေးတာပေါ့ဒီအစ်စ်ကတော့တရားဥပဒေ နော်တရားဥပဒေစီရင်ပြီးလို့နေပြန်ခတ်လာလို့နေကျွန်တော်တို့ကမလုပ်ပြရမှာပေါ့နောက်ထာပြီးမပြောင်းလို့လုပ်ပြရမှာနော်ဒီကသွားတဲ့စီကိုမသွားဘူးလားဆိုတော့အဲ့ဒီစီတွေကတော့သွားပြီလားသွားပြီရမှာပဲအပြာမတောင်းအပေါ့ကိုသူပေးပါလို့ပြောတာဒါကသူတို့ကလူသားချင်းစာနာတဲ့စိတ်ရှိလူသားချင်းစာနာတဲ့စိတ်မရှိတဲ့လူတွေကလူတယောက်ကိုပြင်ဆင်ဖို့ပြင်ဆင်ဖို့အချိန်မပေးရနော်ပြင်ဆင်ဖို့အချိန်မပေးဘူးအမားကိုပြင်ဆင်ဖို့အချိန်မပေးဘူးကျွန်တော်တို့ကအမားကိုပြင်ဆင်ဖို့အချိန်ပေးရနော်ဘယ်လိုလုပ်မရတဲ့အမားလဲဘယ်လိုလုပ်ရတဲ့အမားရှိတယ် ဒီဒီအမခွင့်လို့မရတာမဟုတ်ဘူးခွင့်လို့ရတယ်အမလည်းရတော့ပြင်ဆင်ဖို့ပြေးရအကြောင်းမရှိဘူးခွင့်လို့ရတယ်အမအပါမနော်အဲ့တော့အပေါ်လည်းပြင်ဆင်နော်အမကလည်းဒါပြောပါစို့လေသူကတော့ကြောက်ရံ့ပြတာအဲ့ဒီကတော့အခွင့်ရပြန်ပြီအမကမေးခွင့်မရလိုက်ကျွန်တော်လာတယ်အမလည်းအင်တာဗျူးလာဒါတော့မေးခွင့်မရဘူးမီဒီယာတွေနဲ့ထုတ်ချက်ကတည်းကဒါလည်းဘာလို့ရောက်လိုက်ဒါကကာယကာယလုပ်နေတယ်ကျွန်တော်သိကြတယ်ကြောက်တော့ဒီမှာမေးပြီနော်ဒါကလေးမေးကုန်တယ်လားသူကလေးကိုជីជីဘူးထဲတာနော်ជីជីဘူးထဲတယ်ဆိုတော့သူကလုံးလုံးနေတော့ဒီညာသူတောင်းဝန်သားတယ်ဆိုပြီးထိတ်နေကြတော့ဒါသိချတာပေါ့သူလည်းပဲသိချနေတာပေါ့ အဲသူကလည်းဒီခလေးကိုစားမှုဒီမှာမထားခဲ့ဘူး။သွားရည်ရလားလေးကပေါသွားတော့လုတ်တဲ့အချိန်နဲ့ပါသွားတာလည်းဖြစ်ဖြစ်နော်။ဒီလိုပဲပြောမှာပေါ့ဒီကလေးမှာအကုန်လုံးပြည်ရတယ်။ဒီစီတားလူကြောက်။အဲ့ဒါကိုလိုင်းပေါ်မှာဒီခလေးကိုအဲခေါ်သွားတာကိုခလေးမဟုတ်ပဲခေါ်သွားတာလေ။နှစ်တောင်းတိတ်ရောက်ခေါ်သွားတာအမှန်နှစ်တောင်းယူလို့လား။ဟမ်။အဘွားကနှစ်တောင်းပိုင်နေယူလား။သွားယူတဲ့ပစ္စည်းတော်မှာကိုယ်နဲ့ပစ္စည်းတော်သွားရောက်တာငါးတောင်းမပြည့်ခဲ့ပါဘူး။ဒီခလေးကိုကျွန်တော်လည်းအားပေးမယ်။ လုံးမအောင်ပြောတာဟုတ်နော်။နောက်လည်းမတော့တော့ပါဘူး။တက်တက်လုံးမတော့တော့ပါဘူး။အခုလိုဖြစ်သွားတော့လေအတွေ့အကြုံတွေဒီလိုဖြစ်သွားတာအချက်နဲ့ချက်ပါလေဒီလိုဒီလိုဖြစ်သွားတာ။ဟုတ်ကဲ့ခလေးတော့ပြောတာပတ်သက်တယ်နော်။အခုလိုတော့တက်တက်နေပြီလား။နောက်ပြီးတော့ဒါကတော့ကျွန်တော်ဒီကိစ္စကမှားပြီ။တိတ်ကလည်းမဖြစ်တော့။နောက်ပြီးတော့ကျွန်တော်လည်းနိုင်ကိုကြည့်ပြီးတော့ဒါပေါ့ကိုကျွန်တော်ရှင်းပြချင်တာဆက်ရက်ကလေးတော့နော်။ဘာလို့ရအွားကိုဝေရတတ်လို့တင်ဒီလိုကောင်ကလည်းလာအောင်မှာမဟုတ်ဘူးလေ။ အဲ့ဒါယုံကြည်ရတဲ့နေဒီမှာကိုနိုင်ကိုနိုင်ကိုမအားခဲ့မှာပေါ့ပြီးခဲ့တာကဘွားလုံးချင်းတဲ့အခါကျတော့ဆက်မှာဆက်မှာတော့ဈေးရောင်းနေတယ်ဆိုလို့ရှိရင်ဈေးဘူးအရင်ဘယ်လောက်လဲဆိုတာဒီထုတ်ပြနေတယ်နော်ရောင်းဟုတ်ပြီနော်တကယ်လို့ဈေးရောင်းမှဆိုရင်ကျွန်တော်ပုံစံလိုက်ကျွန်တော်လာကြည့်မယ်ကျွန်တော်ကျွန်တော်လာအားပေးမယ်ဘယ်သူမှအားမပေးဘူးကျွန်တော်လာအားပေးမယ်ကျွန်တော်ကဒီချိုးပြအင်္ဂလိပ်ရโอเคအင်္ဂလိပ်ရ ဒီကလည်းဟိုလူတာလူကတာလေလူတာလူကတာဒီမူလကတိရတောင်းအောင်ပါရနော်ကိုရီးယားလူပြီးတော့မှအာလူကလူကလည်းဒီဘက်ကအခုခုထားလို့လည်းကျွန်တော်တို့လည်းမကောင်းဘူးဒီလိုလည်းမကောင်းဘူးအဲ့တော့ဒီရံခိုင်းအာဟောက်တယ်လေလူလိုက်တော့ဒါတော့ဒီမှာနိုင်ငံခြားလူသားတဲ့ဖန်ရတယ်သူကနိုင်ငံခြားလူသားတဲ့ ကမာလီရက်ပါပေါ့နော်ကမာလီရက်ပါပြောတယ်သူကတရားရဲ့အများနိုင်ငံမှာအင်ဗော်လုပ်ပြီးတော့အန်တီရဲ့အဖြစ်ကိုကယ်တင်ပေးခဲ့တာအခွင့်အရေးပေးခဲ့တာနောက်နောက်ဒါမျိုးမလုပ်နဲ့သူကိုယ်တိုင်အဲ့ဒီလက်စာလေးနဲ့အဲ့လက်စာလေးရတယ်ပြီးတော့၅သိန်းတော့တွေ့ရနော်ခလေးဘက်ကလည်းတိတ်ရောအဲအဒီဘက်ကလည်းတိတ်ရောတွေ့ခဲ့နော်အဲ့ဒီမှာလေးရတယ်အဒီဒီအဲ့ခလေးလေးပဲတောင်းပေးပါဆိုပြီးကျွန်တော်အဲ့ဒါကိုပြန်ပြောခဲ့ကျန်ရတဲ့နည်းလောက်ကလိုင်နာမှာဖြစ်ခဲ့တဲ့ဒီဘဝနှစ်ယောက်ပုံပေါ်တော့ကျွန်တော်တို့ဒီမှာဒီရှင်ဒီတော့ဒီရှင်မီတာရောက်တော့အကြောင်းစုံစမ်းကြည့်တော့ သူကမိဘွားအရင်ကဒီမှာနော်ဒါအပွားရင်ဒါအပွားရင်ဒါသူ့ရဲ့အမိရင်နော်ဒါသူ့သူ့ရဲ့ပွားပဲပေါ့သူ့ရဲ့ပွားပဲဒီကလေးလေးနှစ်လသားတွေကဒီဘွားဒိတ်တာနော်ဒီဘွားဒိတ်တာဆိုတော့ဒါမှမဟုတ်အကြီးကြီးလိုက်ကဒါမှမဟုတ်ကိုလိုရိုက်ကြည့်ကြည့်ဒီအန်ဒီကိုရိုက်နေတာတော့သူကကလေးလေးကိုလောကအကြီးမခံဘူးနော်ကလေးလေးကိုသူပွေးဖတ်ထားတယ်ကလေးလေးကိုသူဖွဲ့ထားတယ်တူတာအသေးခံပါမယ်ဒီကလေးလေးကိုလောကအကြီးမခံဘူး နော်ဒါဒီကလေးတို့အဲ့တော့အဲ့ဒီကိုကျွန်တော်အရန်လေးသားဒီကလေးမလို့တတ်တာနော်ဘူးကျွန်တော်အဲ့ဒီအဲ့ဒီလိုပိုင်းလေးမြင်တော့ကျွန်တော်နိုင်ဘဝနေပြီးတော့အဖေါ်ကိုသွားလူဝေးပါဆိုလို့ဘူးကျွန်တော်ကလာလူဝေးတာလာလူဝေးတာဆိုကျွန်တော်ဘူးလောလောဆယ်လူခဲ့ရအောင်ပဲကျွန်တော်လူခဲ့ပေးမယ်လေနော်အဲ့မမတို့ကလည်းမေးကြည့်နေတာပါဟုတ်ကဲ့ဟုတ်ကဲ့ဘူးလိုမျိုးအလူရှင်တွေပေါ်လာတော့ဘယ်လိုလုပ်ရလဲ ဝမ်းသာပါတယ်အချွေးလေးတွေလည်းဆက်ပြီးတော့အကုန်ချိန်သွားတော့နောက်လည်းဒီလိုမျိုးမလုပ်တော့ပါအခုလည်းလုပ်တာမဟုတ်ကိုယ်မှာအချွေးတွေထွေနေတဲ့အတွက်လုပ်လာလုပ်ယူလိုက်တာစိုက်တယ်လာကုန်ပြီဆိုပေးရတော့အချွေးချစ်သိမ်းကြောလူရှင်တွေကဟိုမှာကြည်နေတယ်လူရှင်တွေကဘောကိုတေချာပြပြလိုက်ပါပေါ့နော်ဘူဒီလူငွေလေးနဲ့ကျွန်တော်တက်နေတော့လည်းလာတူတယ်တူတဲ့အားလေးနဲ့ကိုတမဟာသူကကြာရတဲ့အလုပ်လေးပေါ့ဈေးရောက်တက်တယ်ဆိုရင်ဈေးရောက်တာလေးလုပ်ပေးလိုက်ပါလူလာလေးလုပ်ပေးပါကျွန်တော်လာတူတာအခုကျွန်တော်လာတူတာဆိုကျွန်တော်ပြောရမှာနော်ပေါ့နော် ကျွန်တော်ရွှေပြည်သာမျိုးနေရပဲကိုနိုင်လေးမက်ဆန္ဒမိသားစုကနှစ်သိန်းလူနေရတယ်ဘွားတော်သူပြီးတော့နော်ကျွန်တော်နောက်တစ်ခါကိုကြည်သာမန်းနွယ်ဒီမိသားစုကတသိန်းလူနေရတယ်နော်ကျွန်တော်နောက်တစ်ခါရွှေပြည်သာမျိုးနေရပဲဇီးကုံကကိုကရုံးမိသားစုကတသိန်းနဲ့တသောင်းလူနေရတယ်နော်ကျွန်တော်နောက်တစ်ခါရွှေပြည်သာမျိုးနေရပဲကိုအစ်စဖို့မိသားစုကနေပြီးတော့9000လူနေရတယ်ကျွန်တော်နောက်တစ်ခါရွှေပြည်သာမျိုးနေရပဲကိုဖိုးလာပြည့်မိသားစုက9000လူနေရတယ်စုစုပေါင်း9000နဲ့တသောင်းဒါ အပွားကိုအစဉ်ပြေနေရမှာတော့ဘူး။နောက်ဒီလိုမလုံးနဲ့ဆိုတာလေးကိုဥမာတိုင်းပုံမှာကြည့်။ကြည့်အဲ့ဒါအဲ့ဒါပြောလိုက်ပါနော်။တော့လည်းမတခါမှလည်းမလုပ်ဘူး။အကျိုးရေးပေးရမှာလား။ဒါကိုစိတ်ဆင်းရဲပြီးတော့ဒါလိုကြီးကိုကြီးရင်းနှီးတစ်ခုနေရပါပြီတော့။နော်လူချင်းလဲရှိတော့။အရင်ကြီးကိုတမအလူကကြားတဲ့လူလိုပဲလုပ်။နော်။ဒါတော့ကျွန်တော်တို့ဟိုဒီနေ့ကဖြစ်တဲ့ဖားစီကိုကျွန်တော်တို့ခုလက်ရှိရောက်နေတော့ဒါကျွန်တော်တို့ဒီကိုမဟုတ်အဲကျွန်တော်တို့၃ရက်ရှိသွားပြီ ဘောမတွေ့ရသေးဘူးကျွန်တော်ဒီနေ့မှတွေ့ရနော်ဒီမှတွေ့တော့ဟိုကလည်းမကောင်းပါဘူးစိတ်ထဲလည်းမကောင်းပါဘူးဟောကောင်းဖြစ်တာနော်ဒီဖိုင်ကိုသာလူရှင်တွေအကုန်လုံးအထူးပဲကျေးဇူးတင်ရှိပါတယ်လို့လူရှင်တွေအကုန်လုံးကိုကျေးဇူးပါရပါတယ်ပြည့်ရ